ဆောင်းကိုလန်ပြီးတော့မှရောက်ကြဖြစ်သူရဲ့ပစ္စည်းအချောင်းကိုပေါ့နော်သူခုတ်ဖြစ်လိုက်တယ်ရောက်ကြဖြစ်သူကသူရုတ်တရက်နိုးလာတော့သူ့ရဲ့ပစ္စည်းကိုသူ့အမေမလက်ထံမှာသူတွေ့လိုက်တယ်အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြမယ့်အမှုတွေက1992ခုနှစ်တော်ကနာမည်ကြီးသွားခဲ့တဲ့ဖြစ်ရပ်မှာတစ်ခုပဲဖြစ်ပါတယ်။ခုမြင်နေရတဲ့ဒီဆိုတွေကဆိုရင်အိမ်တော်တွေဖြစ်ကြတယ်။အမျိုးသားရဲ့နာမည်ကတော့ဂျိုဝေးဖြစ်တယ်။ အမျိုးသမီးရဲ့နာမည်ကတော့ Rowena Bobis ဖြစ်တယ်သူတို့နှစ်ယောက်က1988မှာရေရဖြစ်ပြီးတော့မှတနည်းအကြမှာဘောနော်သူတို့နှစ်ယောက်အိမ်တော်ပြုတ်လိုက်ကြတယ်ပြီးတော့ယောက်ျားဖြစ်သူကဘောနော်အလုတ်ကနေထွက်လိုက်တယ်ဒါကြောင့်မိမဖြစ်သူကပဲဘောနော်အိမ်မှုကိစ္စနဲ့ပတ်စံစာနေရတဲ့အလုတ်ကိုသူ့ရဲ့မိမတယောက်ထဲကနေပဲစူးစမ်းပြီးတော့မှလုတ်ကန်ခဲ့ရတယ်ယောက်ျားဖြစ်သူကဘောနော်မိမရဲ့လှုပ်ရှားကိုထိုင်စားပြီးတော့မှမိမကိုကြည်စုမတင်မိမကိုမထင်မထင်သူလိုပေါ်တော့ပြဿနာစားတယ်ပြီးတော့မှကုထီလက်အောင်လေးစော်ကားသေးတယ် မိမဖြစ်သူရဲ့ခန္ဓာကိုယ်မှာလည်းပေါ့နော်ယောက်ျားဖြစ်သူရဲ့ညေပန်နှိမ့်ဆက်မှုကြောင့်အညိုအမဲတွေဆွဲနေတယ်ဒီလိုနဲ့တည့်ရက်မှာပေါ့နော်ယောက်ျားဖြစ်သူကအပြစ်မှာအရေးတောက်ပြီးတော့မှအေကိုပြန်လာတဲ့အခါမှာပေါ့နော်အဲမိမဖြစ်သူနဲ့သူတို့နဲ့အောင်ရံဖြစ်စကားများကြတယ်ပြီးတော့မိမကိုအလူမတူပဲနဲ့ပြုတ်ချင်းလိုက်တယ်သူပြုတ်ချင်းလို့ပြီးတာနဲ့ပေါ့နော်သူအိပ်ပျော်သွားခဲ့တယ်မိမဖြစ်သူကဒီလိုမျိုးတန်တွေကိုပေါ့နော်အနစ်နဲ့လက်လက်ခံနေရတာတော်တော်များပြီးဖြစ်တဲ့အတွက်ကြောင့်သူဒီလိုမျိုးတန်တွေကိုမခံစားနိုင်တော့ဒီလိုနဲ့သူလက်စားချေခြင်းနဲ့စိတ်တွေဖြစ်လာတယ် ပြီးတော့မိမဖြစ်သူကဘောနော်သူမိဖို့ကြောင့်မှသွားပြီးတော့မှရေတစ်ခွက်တောက်တယ်သူရေတောက်ပြီးတော့မှဟိုကြည့်တိကြီးကြီးတဲ့အခါမှာမိဖို့ကြောင့်ကောင်တာပေါ်မှာဓာတ်ချောင်းတင်ထားတာကိုသူတွေ့လိုက်တယ်သူအဲ့ဒီဓာတ်ကိုယူပြီးတော့မှယောက်ျားဖြစ်သူရဲ့အခန်းကိုသူဝင်သွားတယ်ပြီးတော့ဆောင်းကိုလန်ပြီးတော့မှယောက်ျားဖြစ်သူရဲ့ပစ္စည်းအချောင်းကိုဘောနော်သူခုတ်ဖြစ်လိုက်တယ် ရောက်ကြပြီသူကသူရုတ်တရက်နိုးလာတော့သူ့ရဲ့ပစ္စည်းကိုသူ့မိမလက်ထံမှာသူတွေးလိုက်တယ်။ဒါကိုသူတွေးတော့သူကြောင်တောင်ဖြစ်နေတဲ့အချိန်မှာပဲသူ့ရဲ့မိမကတော့ထွက်ပြေးသွားခဲ့တယ်။ကားနဲ့မောင်းပြီးတော့မှသူ့မိမရဲ့အလုတ်ဆင်စီကိုသူ့ရဲ့မိမကထွက်ပြေးသွားခဲ့တယ်။တွားရင်းနဲ့ပေါ်တော့လမ်းမှာပဲသူ့ရဲ့ရောက်ကြရဲ့ပစ္စည်းကိုသူပစ်ချထားခဲ့တယ်။လူနဲ့အလုတ်ဆင်ကပေါ်တော့ရဲတွေကိုငါတို့အကြောင်းကြားမှာဖြစ်မယ်ဆိုပြီးတော့မှသူတို့နေရာပေါ်တော့ရဲတွေကိုအကြောင်းကြားပြီးတော့ စ်ကြောင်းကိုစင်ကိုအကုန်လုံးပြောပြခဲ့တယ်ပြီးတော့မှရဲတွေနဲ့အတူတူသူ့ရဲ့ယောက်ျားရဲ့ပစ္စည်းချောင်းကိုတွားပြီးတော့မှလိုက်လံစာဖွေခဲ့တယ်ပြီးတော့ကံကောင်းစွာနဲ့အဲ့ဒီရဲ့ပစ္စည်းချောင်းကိုတွေးရှိခဲ့တယ်ပြီးတဲ့အခါမှာယောက်ျားဖြစ်သူစီမှအဲ့ဒီရဲ့ပစ္စည်းချောင်းကို ပြန်ပြီးတော့မှချုပ်ပြီးလိုက်တယ်ဒီလိုနဲ့သူတို့နှစ်ယောက်ကအမှုရင်ဆန်ရတယ်ပြီးတော့သူတို့နှစ်ယောက်တယောက်ကိုတယောက်ပေါ်တော့အပြန်အလှန်တရားတွေဆွဲကြတယ်ဒီလိုနဲ့သူတို့နှစ်ယောက်ကဘာဖြစ်တယ်မှမခံလိုက်ရဘူးအမှုပြီးဆုံးသွားခဲ့တယ်။နောက်ပိုင်းမှာယောက်ျားဖြစ်သူကပေါ့နော်သူပြန်ပြီးတော့မှခွဲစိတ်မှုတွေခံယူပြီးတော့ လူကြီးကရိုက်တယ်ပေါ့နော်တိုင်းပင်သားတူဖြစ်လာခဲ့တယ်မိမဖြစ်သူကလည်းပဲအိမ်တွင်းအကြံဖတ်မှုခံရတဲ့အမျိုးသမီးတွေကိုကူညီဖို့အတွက်ဖောင်ဒေးရှင်းတစ်ခုကိုတူထောင်လိုက်တယ်အဲ့ဒီဖောင်ဒေးရှင်းကလည်းတော်တော်လေးကိုအောင်မြင်ခဲ့တယ်စအောင်နှောင်းပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးကျမ်းမှချမ်းသာကြပါစေခင်ဗျာ